အာရဝဆအထုတ်ကြပါနေကမထာပြင်းရင်ကိုနှင်ထုတ်ကြပါယုံကြဗုဒ္ဓသာသနာ့ဘုရားဤဆုံးမကိုအမျက်ရှင်ပြီးနေကြပါဒုနာခမေဇိနောသေနာသူမင်းတမန်ဖြစ်တဲ့ပြေတာကိုခြေဖြတ်ကြပါမလာကြရန်ဝကုံကရာ ရှင်မြန်ကြီးကျူပြင်းပြီးတဲ့အိမ်ကိုချိုးပြီးတဲ့လို့သမီးတမန်ဖြစ်တဲ့ကိလေသာရှင်းပုံပြကြပါလို့အဓိပ္ပာယ်ဆိုတဲ့ယန္တာလဝဲရယန္တာကဟောသည်မှန်အာရပ္ပအာထုပါနေကမ္မစပြင်းရင်မှရှောင်ခေကြပါဇုံစရဗုဒ္ဓသာသမီးဖရာကြီးအဆုံးမှာဒီလိုရှိဆိုလို့ရှိရင်ဒီလိုရှိကြပါ ရှင်မြန်လေးကြီးကျူဖြစ်ပြီးတော့ရင်းင်းချေပြီးတခဲဆိုကိုယ်ကရန်သူတို့ကိုလည်းမနဲ့င်းချေဖြစ်ပါလို့ဒေသဟောရောဤမကနေဓမ္မဝိကြီးအကျင့်ပုဂ္ဂိုလ်ဟာအခုပြောခဲ့တဲ့အဆုံးအမတွေကိုလိုက်နာကြမယ်လို့ဆိုလို့ရှိရင်မမေ့မလျော့ပဲနဲ့လိုက်နိုင်ကြမယ်ဆိုလို့ရှိရင်ဇာတိတန်တာ ဇာတိဇာတိလို့ခဏခဏလာနေတဲ့သံဃာကြီးဆိုတဲ့ဇာတိသံဃာဒုက္ခသံဃာနဲ့ဒုက္ခဆုံးသွားရင်ဇာတိဒုက္ခကြီးဆုံးသွားပြီဆိုတာကရိပတိတသိကရိပတိနိဗ္ဗာန်ကိုမြင်မောက်ပြုနိုင်ပါလိမ့်မယ်လို့ခေါ်လိုက်အဲ့တော့ဘုရားဆုံးတာကိုလိုက်နာကြလို့ရှိရင်ကျင်းရိသရင်ရင်ဆင်းရဲဝင်ဆင်းနာရင်ဆင်းရဲဒီရင်ဆင်းရဲဆင်းရဲနေဆိုကုံချုပ်တာကိုဒုက္ခကုံတယ်လို့ဆိုရဲလို့မှတ်ကြရမယ် ဒါကမြမပြေမှာဟောတဲ့တရားမှန်မြမပြေမှာဟောတဲ့တရားအခုတော့ဆရာရန်ဒီဘုရားရှင်ဗုဒ္ဓခင်မြတ်စွာဘုရားနဲ့ဆုံးကံထွက်လာတဲ့ခါကဆုံးကံရင်နဲ့ဆောက်ပါတယ်မြမပြေကြောက်ကြအောင်လို့ဆိုနှစ်ပါးလုံးတွေးရတဲ့ဆန္ဒတော်နဲ့ရောက်သွားရောက်ကြတဲ့ခါကျတော့မြမပြေကြောက်ကျက်ဘုရားကဒီဘုံမင်းဒီတရားဟောကွာလို့ဆိုတော့ခဏကတာတာနဲ့ပြုလို့ဟောတယ်ဒါကြောင့်အခုကိုဟောတဲ့အတွက် ဒီမှာတွေကဘုရားပါရတဲ့ဒီဒီဘုံဆိုတဲ့ကိုယ်တော်ကတောင်းဆောင်လို့ဒီတရားဟောနေတာသူဒီကဲရကြသင်ကြရကြတရင်ဆိုကြဘယ်နည်းကဘုရားကသိဒီဘုံငါဘုရားပါရတဲ့မင်းကတရားဟောနေတော့ဟိုဒီမှာတွေကကဲရကြရှင်းချက်ကြပြည့်တင်ကြလေးกว่าအဲ့ဒါမင်းပို့ပြီးဟောပါဒီတရားတော့ပို့ဟောပါ ညာလိက္ခိမြတ်စွာဘုရားကခိုင်းလိုက်။ခိုင်းလိုက်တဲ့အခါကျတော့သူကသဘောရည်ကြီးတဲ့ပုဂ္ဂိုလ်ဖြစ်နေလို့ကိုယ်တော်ထက်ပြပြီးကြတာလည်းခဏခဏကြားရတယ်။ငရဟမှန်ခြင်းပြီးကြတာလည်းဒီတရားဟောတာ။ဇမယံကလုံယံခံခြင်းပြီးကြတယ်ဒီတရားဟောတာ။အဲဒီတရားကြီးဇမနဲ့ကွာတို့ပြီးကြလာဟောကွာလို့ဆိုတော့ဇမကြီးကဟောတာမှတ်တယ်လူကြီးအကုန်ကြား နတ်ပြည်ကလည်းပုံချလူပြည်ကလည်းပုံချဒါနဲ့တော့ဒီမှာဒီလိုက်ချက်တောင်းမှာလို့ဖျားရတဲ့ဒုမဲ့ရင်းနေတော့အဓိကလဝဲရမှာရှင်းလာပြီးကြတာဘုရားကမေရယံတို့တို့ဒီမှာဒီကဟောတဲ့တရားချားကြရတာချားပါတယ်လို့ကိုယ်တောင်းလို့အဲ့ဒါလေးဆိုသူကိမဆောဘုရားကအမိန်ရခေါ်တော့အဓိကကဟောခြင်းကြောင့်ဒီတရားအလုတ်တရားလို့ပတ်ထား ဒီရားလို့တရားဆိုတော့လည်းပုံပြရတယ်နော်လည်းပုံပြရပါမယ်ဆိုလို့ရှိရင်ဒီနေ့စိတ်တန်ဒီပက္ခနာပြရမယ်ဉာဏ်စိတ်ကြာစိတ်ဒီကြောင့်တက်စိတ်ပေါ်လာပြီပဲနာန်စိတ်စာစိတ်ကိုယ်ပေါ်မှာရရတဲ့ဒုက္ခစိတ်ကိုယ်ပေါ်မှာချမ်းသာတဲ့ဒုက္ခစိတ်ဆိုတော့ ကိုယ်ပေါ်မှာ၆မျိုးပေါ်ပြီလို့မှတ်ကြမယ်မျက်စိနားနာခံလေရကိုယ်ပေါ်မှာလက်ခုတို့တော့ဟာဘယ်လိုလုံးမနေလို့ရှင်မိမိခန္ဓာပဲတမိမိခန္ဓာပဲမိမိခန္ဓာမှသိပြီကြတယ်တော့ဒါကပြင်ဲ့တဲ့စိတ်ကြောင့်မြင်မှလာတဲ့စိတ်ကိုမှလာရင်အတွင်းတဲ့စိတ်ကလောဘစိတ်ဒေါသစိတ်မောဟစိတ် ဒါကဥပဒနာရှိတဲ့ပုဂ္ဂိုလ်မှအရေးကြီးလို့အာလောဘစိတ်ဆိုတာမလို့ခြင်းသိခြင်းကံခြင်းနဲ့စိတ်အာရောဓစိတ်ဆိုတာမေတ္တာနဲ့ခြားတဲ့စိတ်အာမောဟစိတ်ဆိုတာကတော့ဒီကရှိရမယ့်စိတ်ကိုမှတ်ထားပါတရားခန္ဓာပြောရမှာလေကိုထုတ်တဲ့စိတ်လေကိုပြန်ပြီးကြလားစိုက်တဲ့စိတ်ဆိုတော့ဒီမှာဘယ်မျိုးရှိတုံးလို့မဲတဲ့ခံကြတာပြင်းရဲ့6အတွင်းရဲ့6 ိမ်ခင်တစ်ခုလို့တင်လာတော့မှတ်ထားရပြင်းရတဲ့က6ရောက်အလွန်ရတဲ့က6ရောက်အိမ်တဲ့က2ရောက်ဒီလိုမှတ်ပြီးကြတာသားတော့ဒီစိတ်ကြီးပေါ်တိုင်းပဲအမောကဆိုတဲ့ပညာနဲ့ပညာမိုက်ကနားပါနဲ့ဒီစိတ်ကြီးပေါ်ရလိုက်ရမယ်ဒီစိတ်ကြီးပေါ်ရလိုက်ရမယ်ဒီစိတ်ကတော့ သူပေါ်ခြင်းကပေါ်လို့ပေါ်ခြင်းကပေါ်လို့ရှင်ဒီစိတ်ကဗာစိတ်ပါလို့မလုံးလို့ပဲခံနေဒီစိတ်ကအိဋ္ဌာလို့သာသုံးတဲ့တရားအမြင်စိတ်ကလည်းမြင်စိတ်ကလည်းဆုံးနေတဲ့အိဋ္ဌာလို့ပေါ်လာလို့အိဋ္ဌာအိဋ္ဌာရောက်မှပေါ်လာလို့အိဋ္ဌာရောက်တာပဲလို့သာရှိပြီကြာစိတ်ကလည်းပေါ်လာတဲ့ဒုက္ခရောက်မှပေါ်လာလို့ဒုက္ခရောက်သွားတာပဲဒါသာရှိပြီနံစိတ်ကလည်းပေါ်လာလို့ရှင်တဲ့ဒုက္ခရောက်မှပေါ်လာပြီဒုက္ခရောက်သွားတာပဲလို့ သစ္စာနဲ့ရှိတယ်ဆိုမှာထို့သူရှိတော့အနာကရမဘူးကျင်းရဲ့၆အတွင်းရဲ့ကငါအိမ်ရဲ့ကနခုအိမ်သာဆွဆွမရှိဘာမှမရှိဘူးကျင်းရဲ့အတွင်းရဲ့ကမရှိဘူးဆိုရင်အိမ်နဲ့ခုကိုပဲလှည့်ပြီးရှုနေပါအိမ်နဲ့ခုစိတ်ကိုပဲစောင့်အားထုတ်တဲ့စိတ်ကလေးနဲ့ဟောဒီနေရာရင်ခရယောက်ဒီပေါ်မှာပေါ်ပြီးခရယောက်ဒီပေါ်မှာပြတ်တယ် ဝင်တဲ့စိတ်ကလေးကအဆုတူပဲအဲဒီဘုံမှာပဲဝင်တာအဆုတဲ့စိတ်ကလေးပေါ်ပြီးဒီနေရာမှာပြက်တယ်ဒီလိုကြီးရှိဘူးပြီးကြနေတာအာရပ္ပသအဆုတာပဲဒါဘာလို့ကြတယ်ဆိုလို့ရှိရင်ရေးမိကြတယ်ပြင်းပါပါအဆုတ်နေတာပဲအာရပ္ပသဆိုရလားနေကမထဆိုရလဲဒီရရှုံရှုနေတဲ့ကောင်တင်းကြီးရဲ့အင်းဒေါ်လာမှုကိုလာရဲ့လား မလာတော့ဘူးဆိုလို့ချင်းကပြင်းရတဲ့စိတ်တွေနှင်ဆုံးနေတာပဲယုံကြရဘုရားသာသနာနဲ့ဘုရားကဒီစိတ်တွေရှိရမယ်ဆိုတော့ကြောင့်ဒီစိတ်တွေရှိနေလို့ရှင်ဖြင့်ဘုရားဆုံးမှာအကုန်လိုက်နိုင်နေရပဲလို့ဆုံးဖြတ်ချက်ချပါယုံနာထမေဇ္ဇနောပေနံလို့ဆိုတော့ကြောင့်ဒီနည်းသိမည်စိတ်တွေဘယ်လိုဆုံးဆိုလို့ရှိရင်လောဘဒေါသမောဟတွေအဲ့ဒါတွေရှုနေတဲ့ခိုက်ကြမှာလောဘဒေါသမောဟလာလေ အဲ့ဒါဗိမင်းစိတ်တွေကိုကျူပင်ကျူအပြန့်ပြေးအောင်ဆောက်ထားတဲ့အိမ်ကိုဆင်မြန်ကြီးနှမ်းလိုက်တဲ့အခါမကြိုးပါနဲ့ဆိုလို့မရဘူးဒီဓမ္မကလည်းကိလေသာရံတွေကိုချိုးဖယ်ပြီးသားဖြစ်တယ်လို့ဒါပါလို့နေတာတော့မေးလို့ရှိရင်ကိလေသာရံတွေကိုချိုးဖယ်ဖြစ်နေတာဗိမင်းဤတမန်တွေကိုချိုးဖယ်ဖြစ်နေတာလို့မှတ်လိုက်သမှာဒါဘုရားရံကလည်း ဟောနေတဲ့တရားကိုရှင်ဘုန်းကြီးရဲ့တရားဟောနေတယ်လို့မှတ်ရအောင်။ဒီလိုတော့ဒီလိုသာရှုနေလို့ရှိရင်ဘာဖြစ်မလဲ။ဒီမင်းသမန်တွေကလူတွေချိန်မုန်းနေတာဒီ။ဟောဝိပဿနာလို့ဝိပဿနာလို့ဆိုတာဘာပါလဲမင်းတို့မေးလို့ရှိရင်ဒီမင်းသမန်တွေကချိန်မုန်းနေတာလို့မှတ်ကြ။ဝိပဿနာလို့ဆိုတော့ဘာပါလဲ။ ဒီမင်းတမန်တွေကိုခြေမုံနေတာဆိုဒီမင်းတမန်ဆိုတာကခဏခဏဇေယံလို့တာတဏှာဥပါဒံကံတို့ကလုံနေတာအဲ့တော့ဒီမင်းတမန်တွေပဲမှတ်လိုက်ပါတဏှာလာရင်ဒီမင်းတမန်လာပြီဥပါဒံလာရင်ဒီမင်းတမန်အဲမဟုတ်တဲ့ကာယကံအခြေခံလာရင်ဒီမင်းတမန်အဲဒီမင်းတမန်တွေကိုလာလို့ရှိရင်အဲ့ဒီဒီမင်းတမန်တွေကိုလည်းလောဘလာလို့ရှိရင်လည်းခွင့်ရပြောကြည့်လောဘဖြစ်ဖြစ်ရှူတာရဲ့ဒီမင်းတမန်ခြေမုံပြလိုက်တာ ဒေါသလာလို့ရှင်လည်းဒေါသအသိမဲ့လို့မှမှန်းသိနေတော့ဒေါသကိုဖြစ်ပျက်ရှုပလိုက်တဲ့အတိုင်းသိမဲ့လို့မှရှင်မုန်းလာတယ်။ဝိရိယရှာတော့ဥဒိစ္စရဝိရိယရှာတော့သံသရာရှိတာလေလာမယ်။စိတ်တွေဟိုထုတ်ပြေဒီထုတ်ပြေတယ်ဆိုတော့ဥဒိစ္စလေလာမယ်။အဲ့ဒါလာလို့ရှင်လည်းသိမဲ့တမန်တွေပဲသိမဲ့တမန်တွေရှင်မုန်းပြပါ။ဟောဒါရင်ဥပဒနာလို့ဆိုတော့ဒါပါလိမ့်လို့မေးလို့ရှိရင်ဖြင့် ပြင်းမဲ့မှန်နေချိန်မှုန့်နေတဲ့အလုပ်ပါလားဆိုတော့ဒီလိုချက်ကမှတ်ပါ။ဘာချိန်မှုန့်လို့လုံးဆိုကြည့်ပြင်းပြီးတဲ့အိမ်ကိုစဉ်းစားကြည့်လိုက်တဲ့အခါကုန်ချေရမောပြည့်စည်သွားပြီခဲ့လို့ဒီမှာကိလေသာတွေလာတိုင်းလာတိုင်းကိလေသာမလာရင်လာတဲ့စိတ်တွေကိုရှုကိလေသာမဟုတ်တဲ့စိတ်ကိုရှုကိလေသာလာရင်ကိလေသာကိုရှုသဘောကျလား ကိလေသာမလာရင်လံရက်စိတ်ပြီးရှုကိလေသာလာရင်ကိလေသာဝေရှုဆိုလို့ရှိရင်ဒါသိမင်းတမန်လေးရှင်မှုန့်နေတာပဲလို့မှတ်ရမယ်ယောယမသမင်းဓမ္မဝိနည်းဒီအဆုံးမှာကိုကျွန်တော်တို့လိုက်နိုင်ကြမယ်ဆိုလို့ရှိရင်ဘယ်လိုလိုက်နိုင်မှာလဲမမေ့ဘဲနဲ့လည်းရှုအပမတဝိဒိမမေ့ဘဲနဲ့တရှုနေရမယ်ဆိုလို့ရှိရင် ။ဘာရဇာတိတန်ခါလား။ဇာတိဆိုတဲ့တန်ခါကြီးကလာကုန်မလာဘူးဆိုတော့ဖြစ်ဖြစ်နဲ့မျက်နဲ့ကြိုက်သွားတော့ဘူး။ခင်တဲ့သနာဥပါဒဏ်လေးဆိုတော့ဒိမန်တမန်လေးကိုလည်းတို့ကရှင်းဖို့ထားတော့ဒိမန်တမန်ရှိမှလာမဲ့ဇာတိတရမရဏတွေဟာလာနိုင်ရဲ့။ဒါပြန်ဒိမန်တမန်ရှင်းဖို့လို့ရှိရင်ဒေမင်းစားရရဝါရဖြစ်တဲ့ဇာတိခန္ဓာဇရာခန္ဓာလာသေးရဲ့ဒါဖြင့် ဝိပဿနာလုပ်နေတာဘာရောမမေးလို့ရှင်သိမ်းတဲ့တမန်ကိုချေမှုန်းနေဒီတည်းတစ်ခါမှမဟုတ်ပါဘူးဝိပဿနာလုပ်နေတာဘာခေါ်ကြမလဲသိမ်းတဲ့တမန်ကိုချေမှုန်းနေတော့ကိုသေစေသေချောင်းတွေကိုချေမှုန်းနေတဲ့ကျပေးကြရတာသူတို့ရှိမှပေးကြပေါ်မဥစ္စာပေါ်နေရတာမပေါ်နိုင်ရဲ့ရှင်ရှင်မသေးရမှန်ဒီနိဗ္ဗာန်ဆိုတဲ့ဥစ္စာ ဘဝဒုက္ခဆုံးသွားတယ်ဆိုတဲ့ဥစ္စာဒုက္ခတာအန္တံကရိတ္တိဆိုတော့ဒီလိုသာရှိနေပါတဲ့ဒီဖြစ်တဲ့ဒုက္ခကြီးအဆုံးကိုရှင်မတ္တန်လည်းပဲမြင်လာမှာပဲရှင်မတ္တန်လည်းမြင်လာမှာတဲ့မင်းတို့ကမြင်နေပါတယ်ဆိုတော့မရဘူးသူတို့ရှင်မတ္တန်လည်းသူတို့ဆုံးသွားရင်မြင်တာပဲအဲဒီမနေ့ကမြင်ပါလေဘယ်တော့မှမေးလို့ရှိရင်တေမင်းတမန်ရှင်မုံနိုင်ရောမြင်တာမနေ့ကမြင်ပါလေ ်တယ်။ဒီမေတ္တာရှင်ဖို့နေရောမြင်လားဆိုတော့ကဖြစ်တဲ့ရှုနေတဲ့အခါမက်ဟာဒီမေတ္တာရှင်ဖို့နေမက်ပဲရှိတယ်။ဒီမေတ္တာရှင်ဖို့နေရတာဘယ်လိုလဲ။မက်ပဲရှိတယ်ဆိုတာသိကြပါလား။ဘာဖြစ်လို့ဒီကြတဲ့လုံးဆိုတော့မက်လာတယ်ဆိုရင်ဒိမင့်တံမှဖြစ်တယ်ကနာဥပါဒံကံရလာပုံလားမလာဘူးရှင်ဖြင့် ပင်မနမရှင်မုံကြီးကဖြစ်လို့ဆိုကြအောင်ပင်မရှားပါဘောဘဖြစ်တဲ့အချိန်ပေါ်ပါအောင်လားမပေါ်ပါဘူးဒါဖြင့်ပင်မနိုင်ငံကလွန်သွားတော့မသေးရမှန်ဒီနေ့ကရောက်တယ်ဒါဖြင့်တို့ကြအောင်ပါရှိပါလိမ့်မယ်လို့မေးတဲ့အခါကျပြီးလို့ဉာဏ်နဲ့အာရုံဆက်နဲ့နှိတ်ကမထပဲအရေးကြီးတယ်အာရုံကကိုအားထုတ်နှိတ်ကမထကပြီးရင်ရင်နင်းထုတ်ပြီယုံကြရဘုရားသာရင်ဘယ်အဆုံးမှတရှုဆိုတော့ရှုနေဖို့ပါပဲဘုရားအောင် ဒီလိုဆိုလို့ရှိရင်ဒီမင်းသမားတွေချေမှုလို့ပြီးပြီးရလို့ရှိပါတယ်။ဒါလည်းရှိလို့ရှိရင်ဖြင့်ဒီနည်းဆိုဒီမင်းကြီးဈာဘဝကိုရှိတဲ့ခန္ဓာမပေါ်တော့ကြောင်းဒီမင်းနိုင်ငံမှာလွတ်တဲ့ပုဂ္ဂိုလ်လို့ဆိုရတယ်။ဒါဖြင့်ဒီမင်းနဲ့ဆက်ဆိုရမှာလားဒီမင်းသမားကိုဆက်ဆိုရမှာလား။ဒီမင်းသမားကိုဆက်ဆိုရမှာ။အဲ့ဒါဒီမင်းသမားကိုတော့ဘာနဲ့ဆက်ဆိုရမလဲ။မင်းနဲ့ဆက်ဆိုရမယ်ဆိုတော့ဒီချက်မှာ ။အဘောရတယ်မှာတမဝါယမဆိုတဲ့မဲ့ကံပါတယ်။အဲ့ဒီအထုမှုနဲ့ဆက်ဆိုးလိုက်ပါတဲ့။အထုမှုနဲ့ဆက်ဆိုးလိုက်ခြင်းရတာပါပဲ။မိကမကတဲ့ဘင်းရင်နှင်ထုတ်ပါဆိုတော့ဓမ္မရေရှိလို့ဓမ္မသင်္ကပ္ပတော့ဘင်းရင်နှင်ထုတ်ပလိုက်။ဆိုရတယ်လို့အထုမှုရဲ့ဓမ္မရေဓမ္မသင်္ကပ္ပရဲ့သတိဝိရိယရဲ့ဆိုတော့မဲ့ကံ၅ပါးဟာတင်းနေမှာရှင်းမှုတတ်တဲ့တရားငါးခုလို့မှတ်ရမယ်။ ပင်မင်းတမန်ရှင်မုန်းတော့တရားများခုဒီဒုက္ခရှင်မုန်းလို့ရှိရင်ဖြင့်ဒုက္ခရံသူအောင်လာပဲဒုက္ခမရှင်မုန်းဘူးဆိုရင်သူကပင်မင်းတမန်နေမို့ပင်မင်းရှိပင်မင်းကိုကျိုးကိုမို့လို့လုပ်တဲ့ခန္ဓာကြီးဖြစ်အောင်လုပ်ပါမယ်ဒုက္ခနာကြီးဖြစ်အောင်လုပ်လို့ရှိရင်ပင်မင်းစဘဘဘဖြစ်နေပဲသဘောအရလမ်းဆုံးနောက်ဘဝတက်လာရင်ပင်မင်းတမန်မတတ်နိုင်မတတ်နိုင်လို့ရှိရင် ဒီဓမင်းစဘာဘောဖြစ်တဲ့အချိန်သူကလုံးဥမှာပဲလို့လို့ချင်းတို့စဘာဘောဖြစ်နေပဲဆုံးဆုံးပြီးကြလာဒုက္ခပင်လဝေရလည်းရှိတယ်ဒါကြောင့်ပင်မဲ့မှန်ရှင်မုန်းတဲ့အလုတ်ကိုယနေ့ညတရားဟောတယ်ဓမင်းမှန်ရှင်မုန်းဆိုတော့အခုပြောတဲ့စိတ်တွေတော့ကလိုက်လာမယ်ငါစိတ်ဆိုတဲ့ဒိဋ္ဌိကိုလည်းဓမင်းတမန်ငါကြီးတော့ကောင်းတယ်ဆိုတဲ့ကနာလည်းဓမင်းတမန်ပါ ။ငါကြည့်ရတာမျိုးလုံးရဲ့ကိုဆွဲနေတာပဲလို့ဆိုတာလေသင်္မင်းတမန်နဲ့ဥပါဒ။အားထုတ်ကြည့်တယ်လို့ရှိရင်လည်းကာယကံဝိဇ္ဇံဖြစ်ပြီးဒီကလာနေတော့ကြောင့်ဒါလေးလည်းသင်္မင်းတမန်ပဲ။အဲဒီကလေးသင်္မင်းတမန်လေးကိုပဲရင်သင်္မင်းတမန်မှန်သိပြီးဒီကလာလာတဲ့စိတ်တွေကိုလူပြောခဲ့တဲ့အိမ်လေအဲ့ပဲစိတ်အိမ်လေစိတ်အဲအတွင်းရဲ့၆ဘုံပြင်းရဲ့လည်း င်းရဲ့တွေက6အလွန်ရဲ့တွေက6စိတ်တွေကခုကိုတဏှာတို့သည်တကယ်တမ်းကြိုးစားပြီးတကယ်တမ်းရှုနေမယ်ဆိုလို့ရှိရင်ဘာလုပ်နေတာမှမဟုတ်ဘူးဘုသူမင်းတမန်လေးကိုရှင်မှုန့်နေတဲ့အလုပ်ပဲဆိုလို့ဆိုသေးသေးချာချာအောင်မြင်တာပဲဒါပြန်ဒီလုံမှာတပါတော့မှာတင်မနေတဲ့အလုပ်မရှိဘူးမသေးခြင်းဒီလုံလောက်ရတယ် သိစင်လို့ရှိရင်ဒီပေါ်တဲ့စိတ်တွေကိုဘာမှမကြည့်ပဲထားလို့ရှိရင်ဒီမင်းတို့မှနေရနာပါလိုက်မှာမသိစင်လို့ရှိရင်ဒီဒီမင်းတို့ရှေဖို့နဲ့တရားတွေကမဲ့တွေကနှက်ပါလိုက်လို့ရှိရင်လည်းတနတ်ဖြတ်သေးတယ်မရှိဘူးအဲ့တော့သဘောသာယံကြီးမစ္ဆေနောသဘောလုံးသောပုဂ္ဂိုလ်ကြီးမစ္ဆေနောတရားဟောလို့ဗာယံကြီးချက်ကြတယ်တရားမှာကြောက်သေးတယ်ကြောက်ကြောက်ရနေတယ်ပဲဒီဘွေးကြီးဝင်ကြရတာပဲဘောရတယ် ကြောက်ရနေပဲဒီဝဲယူဝင်ရတယ်ဒါပဲနဲ့ကြောက်လို့နေတယ်ဒီမဲ့မှာရှင်မှုနဲ့နေမရလို့တပတ်ကြလဲကြောက်တရားဟောတယ်လည်းမကြောက်ကြောက်ကြောက်ပင်နဲ့လည်းဟင်းဒီမဲ့နဲ့ပဲတွေ့ပြီးတာလားဆွန်းဆွန်းချင်းနဲ့နာရင်ကိုခံကြရတာပဲဆိုတော့ညှို့လို့လေလို့ပါဘူးလို့ကြောက်ရနေပဲဒီဘောဝင်လိုက်ရတယ်ဘယ်နဲ့ကြောက်ရနေဒီဘောဝင်ရပါလိမ့်မလို့လို့မေးတော့မှာတင်မင်းတမန် ရှိဘူးနိုင်လို့ရှင်းကြပါရှင်းပါဘာမရှိဘူးသိမင်းတမန်မရှိဘူးနိုင်တဲ့အတွက်တရားလည်းတရားမှလည်းကြောက်ရတယ်ကြောက်ရတဲ့ခန္ဓာချိုးအလဲရတယ်သိမင်းရှိခန္ဓာချိုးအလဲရတယ်ဒါကြောင့်ဒီခန္ဓာချိုးအတ္တဒီကားလို့ဆိုလို့ရှိရင်ကြောက်ရတဲ့ချိုးအတ္တဒီ ကိုယ်လုပ်ရမယ်အလုပ်သင်္မင်းတမန်ရှင်းမရမယ်အလုပ်ကိုပိုင်ငယ်နေနေမလုပ်လို့ဒါဖြင့်ဒီဖြစ်ဆိုးကြီးနဲ့တွေ့ရတယ်လို့မှတ်ရမယ်သင်္မင်းတမန်ကိုရှင်းမတတ်တဲ့ဉာဏ်သာရမယ်ဆိုလို့ရှိရင်သိတဲ့သိတဲ့အခြေခံတိုင်းပေါ်သေးရဲ့မပေါ်ပါဘူးမပေါ်လို့ရှိရင်ထွားရစီရှိသေးရဲ့ထွားရစီမရှိဘူးဆိုတော့ဘုရားဓမ္မတွေမှာကြောင်းရခြင်းမပေးရမှာလည်းကြောက်တယ်သင်္မင်းတမန်ရှင်းမတဲ့အလုပ်တော့မလုပ်ဘူး ဒိမေတမံဆိုတာလေလောဘဒိမေတမံဒေါသဒိမေတမံမောဟဒိမေတမံသနာဥပါဒံတွေဒိမေတမံတွေပဲမကောင်းတဲ့အိဒါမေစရိယာတွေဒိမေတမံတွေပဲဒါတွေရှင်မှုနဲ့နေမရတဲ့ကာလကလုံးကြောက်ကြောက်နဲ့ပဲခန္ဓာထိုးအပ်ရမယ်ကြောက်ကြောက်နဲ့ပဲခန္ဓာထိုးအပ်ရမယ်စဉ်းစားကြည့်ပါ့မယ်မူရေမှာနန်းတော်ရမယ်ဆိုတာရှိတယ် ဒီကောငုံမင်းဖြစ်ပြီးကြတာလေတော့တခြားငွေလေးတွေကဥပဒေဆက်ကြလာဝင်ရကိုညှို့လိုက်တယ်ဒီငွေလေးတွေတုံးတယ်တုံးလေးမှလည်းတုံးရတယ်ပဲသူကညှို့ယူလိုက်တော့ဒီတခါရဲ့ဥပဒေဆက်မှာသိခံရကြဘာဖြစ်လို့လုံးမသေးတဲ့အခါကျတော့ရှင်ရှင်တို့လွတ်ရတဲ့အကြောင်းမပြေတတ်လို့ပေါ့မစွန့်နိုင်ဘူးနော်ဒါကြောင့်ဒီမျိုးကြီးစာရေးကြီးပဲမုံမင်းကြီးစာမုံငယ်တွေဖြစ်ရတယ်လို့ ဒုက္ခလည်းရဲ့လည်းကြောင့်ပြေးတဲ့ဉာဏ်မရှိသေးဘူး။ကာလပတ်လုံးချင်းသင်္ခါရစာမှာပဲဆွန်ဆဲရမှာပဲ။တပတ်ကြ။မွန်မီတစားချက်မှာမွန်ငယ်လေးတွေသူအစွဲဘွားဖြစ်တဲ့စကားဘွားကဖြစ်နေပဲတစားချက်မှာလမ်းဆုံးကြရတယ်။မကြောက်ဘူးလေကြောက်နေတယ်လမ်းဆုံးမှာ။မနာဘူး။ဟုတ်ပါဘူး။ဟုတ်တယ်ပဲ။ ဒီကရမတဲ့ခါတရားမှာပဲကြောက်ပြီးသင်္ခင်းဓမ္မဖြစ်တယ်။လမ်းလို့တဲ့င်းနဲ့တူတဲ့အနိစ္စလို့ဒုက္ခလို့အနတ္တလို့ဒုက္ခသစ္စာလို့အတုပါကြီးပါလားဆိုတဲ့နှလုံးသွင်းလို့သင်္ခင်းဓမ္မရှင်းဟုံးတဲ့နှလုံးသွင်းလို့မရသေးကာလပတ်လုံးချင်းခေါင်းထဲကြောက်ကြတော့သင်္ခင်းဓမ္မကျဝင်ရတယ်လို့မုံမင်းကျမွေလေးတွေဝင်ရတယ် ဒီမှာသမင်းအေးတမန်ကမရှိဘုံတဲ့ခြင်းကြောင့်ဝါလန်းရောတဲ့နေမရတော့ကြောင့်ခန္ဓာကိုယ်ရဲ့ချိုးရပါပြန်တယ်။ဘွာကောင်းကတော့ကြာလုံးနဲ့မေးလို့ရှိရင်ကြာလာပါပြီခင်ဗျာ။သူ့စီမှာပဲလမ်းဆုံးခဲ့ရတယ်။ဒါကြောင့်အရင်မျိုးဆိုသမင်းစီကိုစုံစုံလင်းလင်းအပ်ခဲ့ရခြင်းပြီးတနည်းညာဟောတဲ့ကြမှာသမင်းတမန်ကိုရှင်ဟုတ်ကြရလို့ရှိရင်ဒီတမန်က ဒါမင်းရှိပို့ရရှိရရှိပါပါဒါနဲ့ဒီတမန်တမဟုတ်ပါမင်းတို့အရေးကြီးဆုံးချက်ပဲမှန်ပါသင်မင်းကြောက်ဖို့မလိုဘူးတမန်ဟုတ်တာကိုအရေးကြီးတယ်တပည့်ရသင်မင်းကြောက်အောင်လားသင်မင်းရှိပို့ရတဲ့တမန်ကိုတတ်အောင်လားတမန်ကိုတတ်ရအောင်အဲ့ဒါမင်းတို့ကသင်မင်းကကြောက်ပြီးတမန်ကိုတော့သတိမထားတဲ့ပဲဒီတမန်ကဆွမ်းနေပြီးပို့လိုက်တာပဲမှန်ပါဒါပြန်မင်းတို့ဒီအကျိုးသာကြောက်ပြီးအကြောင်းမကြောက်တဲ့ပုဂ္ဂိုလ်တွေနဲ့တူးနေတယ်မှန်ပါသင်မင်းကြီးကအကျိုးရကြောက်တယ် တမင်းရှိပြောရတဲ့အကြောင်းကိုမင်းတို့ကသတိမထားတော့ဘူးအကြောင်းကိုကြောက်ရမှာဥစ္စာအကျိုးကြောက်နေတယ်ကြာမင်းတို့ကြောက်တဲ့နေရန်ကိုမမှန်သေးလို့ဘဝတိုင်းများဆိုတမင်းရှိဆိုရတယ်ဒါပေမဲ့တမင်းရှိဆိုရခြင်းနေကြလို့ရှင်ကြောက်ကုန်နေရန်နေရာမကျလို့ပေါ့မှန်ပါတယ်လို့ဆုံးပြေချက်ကြောက်ကုန်နေရာမကျတော့ကြောက်ကုန်နေရာနေရာမကျလို့ဆိုတော့တင်းမင်းသာကြောက်တယ်တင်းမင်းရှိကိုဆွဲပို့တယ်လို့ကိုမကြောက်ဘူး ်ဘယ်တော့ဒိမင်းကြီးဆွဲပို့တယ်ဓမ္မအစေကံဘုတို့ကအဲဖြစ်ဖြစ်ရှိပြီးကာလဓမ္မဥပါရံလောဘဒေါသမောဟဣဒ္ဓမေရှိယမာနတွေတို့ကဖြစ်ဖြစ်ရှိပြီးမင်းနဲ့လာရှင်မုန်းကြရမယ်ဆိုလို့ရှိရင်ပုံမှန်လူကြီးရှိသေးရဲ့ရှိပါဘူးပုံမှန်လူကြီးရှိလို့ရှိရင်ဒိမင်းကတော့မော့ပြန်သွားတယ်ဒါဖြင့်ကြောက်တဲ့နေရာမမှန်မှုကြီးလေ ဆရာသမားကသုံးမှလို့လို့ကိုကိုယ်တိုင်ကလည်းသူ့လုံးလို့အားလုံးလို့ဆိုရဲမဆိုရဲအခုတော့ယနေ့ညဟောတဲ့ကျမ်းမှာအေးသင်္မင်းမကြောက်နဲ့သင်္မင်းတမန်ကိုရှင်းလို့ရကွာသင်္မင်းကိုရှင်းလို့ဟင်းသင်္မင်းရှင်းလို့သင်္မင်းကိုရှင်းလို့လည်းမနဲ့မနိုင်သင်္မင်းလာရှင်းပေးရမှာလေသင်္မင်းရှင်းဖို့ရတဲ့တမန်စေကံကိုရှင်းလို့ရှင်းဖို့ရတပတ်ကြဘူးသင်္မင်းရှင်းဖို့ရတဲ့တမန် အစေကံကဘယ်လိုလဲဆိုတော့ကနာဝရံကံလောဘတောမောအိတ်တမစီမာနဒေဝိဝိသိကိစ္စဥဒိစ္စမကောင်းတဲ့တရားတွေပေါ့နော်အဲဒီတရားတွေမလာတို့ကဘောရဲစိတ်တွေကိုဖြစ်ဖြစ်ကြီးရှုနေမယ်ဆိုတော့ဒိဋ္ဌိတမန်ကြီးရှင်မုံကြီးလည်းမကြောက်ဘူးကြောက်ပါဘူးဒိဋ္ဌိတမန်ကြီးရှင်မုံကြီးလည်းကြောက်ပြီးနေပြီးရှင်မဖြစ်ကိုယ်မှလည်းမရှိတော့ဒိဋ္ဌိမင်းအနတ်ပြက်ကလာနဲ့သေသွားစားပြီးတရားလာမို့တော့ဒိဋ္ဌိမင်းပြောက်သွားလို့ပြောက်သွားတယ် အဲဒေမင်းပြောက်တဲ့နေ့ကဒေမင်းတမန်ကိုတောင်းလာတာကဒေမင်းပြောက်တယ်ဒါကြောင့်ဒုညာကမရှိတော့တယ်တေနံဒေမင်းရှိစ်တည်ဖြစ်တဲ့ပုဂ္ဂိုလ်ကိုဒုညာကရှင်းဖို့ရပါဘုရားတေမင်းရှင်းဖို့နေတယ်တေမင်းရှင်းထုတ်ရတဲ့တဏှာဥပါဒံကံဧကမေတ္တယဝိဟာရု ဒါဒီရှင်မုန်းမှာမင်းတို့ဗေမင်းကိုတော့ကြွရှင်မုန်းနေလို့ရှင်ဗေမင်းဆိုတာကတော့မင်းရှင်ပေးရမှာပဲလို့သူကမင်းဖြစ်နေတာကိုသူ့တမန်ကလည်းရရှင်သူကဆွဲဆွဲပို့နေတယ်လို့ဆွဲပို့တယ်လို့ကလည်းရှင်တို့ကသူ့စီကိုရောက်ရှာကြည့်ပြီးတော့ဒါချင်းဗေမင်းသားရမလားဗေမင်းတမန်သားရမလားဗေမင်းတမန်အဲ့ဒါကြောင့်ဒီတရားထူးခြားတယ်လို့ပြောရတယ်တရားမှာဘုံမကြောက်ပါနဲ့ဗေမင်းတမန်ကိုရှင်မှုပြီးလို့ရှင်တရားမှာကြောက်ရတာမရှိဘူး ပေမဲ့ဓမ္မဆွဲဖို့တဲ့အစီအကံဓမ္မအစီအကံကိုသူကမတတ်နိုင်လို့သူကဆွဲဆုပ်ဖို့နေလို့သူဒီရဌာနဖြစ်တဲ့ဇာတိကရမရဏကြီးရောက်လာသွားဟမ်ဘယ်မှာရောက်ဆက်ရှိလဲရှိပါဘူးဒါပေမဲ့နေနေညတရားမှာအော်ပေမဲ့တရားမှာလားပေမဲ့ဓမ္မကိုတရားပါပေမဲ့ဓမ္မပါပါဘယ်ဓမ္မတတ်တာနဲ့ပေမဲ့တတ်တာနဲ့ခွဲခြားပြီးကြလားဒီနေ့တရားမှာသုံးချက်ရမှတ်ဟုတ်ပါဘူး ဒီမိတ္တမံတက်လို့ရှိရင်ဒါနဥက္ကရကံကိုသာတက်လိုက်ဆံပါဇာတိစရာမလန်းလာသေးရဲ့မလန်းပါဘူး။ဟောပရိစ္ဆေဘုရားနည်းနေလေအခုဘုရားဟောတော်မူတာတိတ်ကျဘုရားကြီးဒီအဘိဗုံဆိုတဲ့ယန္တာဟောတော်မူတာဒီကြိုက်တယ်ဒီမိတ္တမံတက်ရမယ်ဒီမိတ္တဖို့မလို့ပါဘူး။ဆိုတော့ဒီမိတ္တမံဒီကားလို့ရှိရင်ပရိစ္ဆေဘုရားနည်းနေကြည့်တဲ့အခါကျတော့မရှိတဲ့ပုဂ္ဂိုလ်မှာဒီခန္ဓာအခုပြောခဲ့တဲ့စိတ်တွေကျင်လို့ဒါနဥက္ကရကံကြီးပြီးလို့ဒီမိတ္တမံမလာဘူးလား။မလာပါဘူး။ဒါလို့ရှိရင်ဒီမိတ္တမံကံက ဇာတိတရာမရဏရှင်ငိုလိုက်ဟုတ်ပါဘူးဒါဖြင့်ဒုက္ခတဲ့တရားကိုတတ်လို့ရှိရင်ဖြင့်တို့ရောက်เสียရှိသေးရဲ့အရှိပါဘူးဒါဖြင့်တို့ကိုယ်တိုင်ကကိုကတန်ကြီးလွဲနေတယ်ဟုတ်ပါဘူးမဆုံးနိုင်ဘူးဆုံးနိုင်ပါဘူးအကျိုးကိုသာကြောက်ပြီးဒီကာလနေတယ်အကြောင်းကိုမကြောက်ဘူးသင်္မင်းဆိုတဲ့အကျိုးကိုကြောက်တယ်ဟိုးတဲ့အကြောင်းတရားကိုကြောက်ပါဘူးဒါဖြင့်ကြောက်တဲ့ဆိုင်စီကံလေးကကိုယ်ကလွဲနေသေးတယ်ဆိုလို့ရှိရင်မင်းတို့လိုသေးလား ြောပါဘူး။ဒါကြောင့်ယောက်ကအတွင်းရည်ဆိုတော့သိစိတ်ကရည်ဆိုတော့ဘာလဲတော့မောဟမာနဣဒ္ဓဥဒိစ္စရည်အတွင်းရည်ဘာလို့လဲသူကဆက်ဆော့ကိုသူကတင်းနေရှိကိုအဲ့ဒါကြောင့်သူ့ကိုချင်းမုန်းပြီးသူ့ရောင်ရောင်လည်းဖြစ်ဖြစ်ရှိပြီ။သူ့ရောင်ဖြစ်ဖြစ်ရှိပြီလို့ပုံမှန်လူတို့ကချင်းမုန်းကြလိုက်တာမရောက်ဘူးလား။ရောက်ရောက်ပါဘူး။သူ့ရောင်ချင်းမုန်းကြလိုက်တဲ့အခါကျတော့ဟို ရနိုင်နေရတဲ့အချက်ပြတ်မတော်ဘူးပြတ်ပါဘူးအဲ့တော့ရနိုင်နေရတဲ့အချက်ပြတ်မှုအလုပ်ဒီကျွန်တော်မှတ်ဆရာကဟောတမန်တက်မှာဘုရားသင်္မင်းကိုလည်းဆက်ချိုးခြင်းနဲ့ပြောနေတယ်ဘုရားလည်းတမန်တက်လိုက်ရင်ပြီးတာပဲရှင်းရအဲ့တော့ငါဘုရားမင်းညံကြီးကဘာဖြစ်နေလဲအကြောင်းရဲ့အကျိုးပါလေအကြောင်းတက်လိုက်ရင်အကျိုးပြီးတယ်ဘုရားသိလား အဲ့ဒါမျိုးကအကျိုးသာကြောက်ပြီးအကျိုးသာတတ်နေတယ်အကြောင်းမတတ်ဖက်ဖြစ်နေလို့မင်းတို့ဒီဖုံးနိုင်တဲ့တူနေတယ်ဘယ်လိုဖုံးနိုင်တဲ့တူလို့ဆိုဖွေးပြီးယူလိုက်ရင်ကြိုက်ချင်ကြိုက်ချင်တဲ့လူတွေကဇာရင်းနဲ့ခဲတွေပြည့်ချက်သွားဆက်သွားတဲ့ခါကျတော့ဖွေးရင်းကသူ့ကမ်းနဲ့လာတော့ခင်းကျက်ခွေးကခဲတာရန်သူချင်ပြီးဒီကလာခဲတာကြိုက်နေတာပဲပေါက်တယ်လို့ခဲပေါက်တယ်လို့မကြိုက်လို့ရှိရင်ဒီခွေးကသွမ်းလိုက် ်ရဲကရဲပောက်တဲ့လူကိုတိုက်ရလို့ရှင်နောက်ထပ်ရဲလာရလို့တည်းမဟုတ်ပါဘူးအဲရဲပောက်ကလူကအကြောင်းဒင်းလာချိုးမှန်ပါခွေးကြီးချိုးလို့လာပြီးကြောက်ပြီးလည်းကလာနေတယ်အကြောင်းကိုမကြိုက်တာမကြောက်တတ်တဲ့အတွဲသူ့မှာလည်းရဲပြစ်မှန်ရချင်တယ်ဟုတ်ကဲရဲပြစ်ရပ်သိမ်းတဲ့အလုပ်ကိုသူမလုပ်တတ်လို့ပေါ့မှန်ပါထို့ဒီပဲမင်းတို့လည်းတရားမှာသာကြောက်နေတယ်သင်္ခင်းကမှမတတ်တတ်တာခွေးမိုက်လို့ဖြစ်ပြီးကြလာနေတဲ့အတွက် ကျောက်တဲ့စီကံကြီးကမှန်းတယ်လို့မင်းတို့သံမံပေးရတော့လားဟုတ်ပါဘူးသံမံပေးရတယ်ဒီကျောက်တဲ့ကြီးကမှန်းတယ်လို့မှန်းပါဘူးအကြောင်းကရမှာမင်းတို့ကဘာသာတူတာအဲအကြောင်းကပြီးကြလားခေအကြောင်းတိုင်းအိစ္ဆာပြီးရမှာလို့ဆိုတော့အကျိုးကိုတတ်ပြီးကြလားနေတဲ့တွေတဲ့သောလျှောက်တခါလဲအသိလို့ရမလို့မသိရပါဘူးဒါကလည်းတခါလဲ ူကြီးတော်မူရကနေတယ်ဒီလိုလည်းကိုတတ်နေတဲ့အလုပ်ကိုတော့မလုပ်ဘူးဆိုတော့သုဒ္ဓတာရဲ့အလုပ်မလုပ်ခြင်းကြောင့်ပြင်းပြတဲ့မှာရှင်မုံရမယ့်ရောက်တော့ကြောင့်အပြည့်ပဲတော့မလုပ်ဘူးလို့ဆုံးနေချက်ပါမှန်ပါရှင်းပါရှင်းပါကဲယူရင်းရလိုက်ပါ